ဗမာလူမျိုးတွေယုံကြည်မှုလေးတစ်ခုပြောပြဘုရားခရာတို့ဘာလို့ရောက်တဲ့အခါကျတော့အိုးအဲ့ဒီကမြေတွေဆိုလို့ရှိရင်တကယ့်ကိုဒီဖះကိုကြည်ညိုရတာကြည်ညိုရဖះကြည်ညိုတာအိန္ဒိယနိုင်ငံကဒီဖះဌာနကနေပြီးတော့မြေကလေးတွေကောက်ယူတယ်နော်ခဲလေးတွေကောက်လာတယ်ဘာဖြစ်တာတော့ဆိုအမျက်တနှိုးလေးမြေကြီးတွေခဲတွေ ခင်ကမြေကြီးခတ်လာတယ်။ဒါမျိုးတွေဟာဟိုစဉ်းစားညံနဲ့ကြီးလိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားတော့ဘယ်လိုလုပ်တန်ဖို့ရှိမှာလဲ။နောက်ပြီးတော့တရားရောက်ကနေပြီးတော့အောင်မြေလို့ပြောထားလို့ရှိရင်ယူလိုက်ကြတာအဲ့ဒီမြေကိုတူးတူးပြီးတော့အောင်ညေတယ်။ဒါကမစဉ်းစားလို့ပဲဒီမြေရှိတာနဲ့ကိုအောင်မလားစဉ်းစားကြည့်ဖို့လိုအပ်တယ်။စကိုင်းမှာဆိုလို့ရှိရင်ကန္တလူဖျားမှာ ဖျားဖူးတဲ့လူတွေလာပြီးတော့ယူလို့ခြေရင်းကြီးလို့တောင်ဖြစ်သွားတယ်မြေကြီးကနော်ဘာဖြစ်လို့လဲဆိုအောင်မြေဆိုပြီးတော့ယူတာနည်းနည်းလေးတော့စဉ်းစားကြည့်ဖို့ကောင်းတယ်ပေါ့မြေချောင်းအောင်တာလားလူချောင်းအောင်တာလားဆိုတာစဉ်းစားကြည့်ဖို့လိုတယ်ပေါ့အဲ့ဒါမျိုးတွေကိုပြောတာတရားတရားဆိုတာစဉ်းစားဆင်ခြင်တုံတရားလက်လွတ်သွားပြီဆိုလို့ရှင်အကုန်ယုံတော့တာပဲနော်အကုန်ယုံတော့တာ အကုံယုံတဲ့အခါကျတော့တခါတလေကျတော့အဓိပ္ပာယ်ခင်းမဲ့တဲ့အဓိပ္ပာယ်မျိုးတွေအဓိပ္ပာယ်မရှိတာတွေကိုသွားယုံကြည်လက်ခံတာမျိုးတွေဖြစ်သွားတယ်။ကြိုက်ထီယိုဖရာသုံးောက်တက်လို့ရှိရင်တထေးဖြစ်တယ်တဲ့။မယုံလားယုံတယ်။ဒါဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့။အထမ်းသမားတွေသုံးောက်မကောင်။ခုတိုင်းလဲထမ်းနေတော့မယ်လွန်ခဲ့တဲ့အနှစ်20လောက်ကထမ်းနေတဲ့လူလဲခုလဲထမ်းတော့မယ်နော်။အဲ့တော့ ဘာဖြစ်လို့ထားကိုယုံอ่ะဒိဗေကပညာကြောင့်မို့ပညာအားနည်းသွားတာလို့ဆိုတာဒီလိုဆွလို့တာပေါ့ဘယ်ကိစ္စပဲဖြစ်ဖြစ်အသိပညာနဲ့ယုံမှုလိုအပ်တယ်ပေါ့သရတရားဆိုတာယုံကြည်မှုဆိုတာညာတိုင်းမကောင်းဘူးလို့ဒါကိုပြောတာဒါအလဲစားခံလိုက်ရတဲ့ဒိဗေပဲပေါ့အေးဒါကြောင့်မို့ဆရာတော်ကြီးတွေကလည်းအထက်ကရာဆရာတတိပေးထားတဲ့အတိုင်း တရားကိုပညာဆောင်မှလမ်းဖြောင်းနေဒါဖြင့်တရားကရင်လွန်ခဲ့တာလားလို့ဆိုမို့ပညာလည်းလွန်ခဲ့တယ်ပညာကိုတရားဆောင်မှလမ်းဖြောင်းနေနှစ်ခုအပြန်လားတရားကိုပညာဆောင်မှလမ်းဖြောင်းနေပညာကိုတရားဆောင်မှလမ်းဖြောင်းနေဒီနှစ်ခုဟာထိမ့်ညိပေးထားရမယ်လို့ဒီလိုဆိုမလွန်ခဲ့เสียရတရားလွန်ခဲ့ရင် မယုံတဲ့နာတွေပါရှောင်ယုံတယ်ပညာလွန်ကဲရင်ကောက်ချစ်စင်လဲသွားတတ်တယ်ဒီလိုဆုံးလို့တာအေးဒါကြောင့်မို့လို့အခုဒီတတ္ထာလူတာပဋိရူပတာယအပရိခတာဝင်စေတည်းတရားတွေသိအားကြီးလာတဲ့အခါကျမစင်ညံ့နိုင်တော့ဘူးမစင်စားနိုင်တော့ဘူးဘုန်းကြီးတို့ ਨੇ အိန္ဒိယဗုဒ္ဓဂယသွားတဲ့အခါမှာရှန်ကုန်ကတခါကြီးတယောက် ခုနရောက်ခဲကလေးကောက်ဒီနားရောက်ခဲကလေးကောက်ဒီကကြီးအဲ့ဒါဘာလို့ဖို့တော့ဆိုတော့ဒါတွေကဖရာဌာနကခဲတွေမြေတွေဆိုတာအင်တမသိတိရှိတယ်လို့ပြောသူကတိတ်လို့ယုံကြည်တယ်ဒီကကြီးလို့ဒီကမြေတွေကကလားတွေမစင်ဆွန့်ထားတဲ့မြေတွေလို့ ဖရာဟောတဲ့တရားပဲလိုက်နာကျင့်သုံးပါလို့ဖရာရဲ့အဆုံးအမလိုက်နာကျင့်သုံးတာကအရေးကြီးပါတယ်လို့ဒီမြေခဲကလေးတွေကဘာမှတန်ဖိုးမရှိပါဘူးလို့မထူးဘူးလို့ဘယ်နေရာက မြေဖြစ်ဖြစ်တူတူပဲလို့အဲ့လိုပြောလိုက်တော့မှအကုန်ပြစ်ချတာပဲအဲအိန္ဒိယမှာနေတဲ့ဘုန်းကြီးတွေကပြောတယ်ဗမာဖရာဘူးတွေလာလို့ရှိရင်ဟိုနာကလေးလေးကောက်ဒီနာကလေးလေးကောက်ဟိုနာမြေလေးတူဒီနာမြေလေးတူတော့じゃပစ္စည်းကလည်းဝယ်ကျင်တဲ့အခါကျတော့ဟို excess charges ပေးရမှလဲကြောက်တဲ့အခါကျတော့အဲ့ဒါတွေကဘယ်ကြံရစ်တုံဆိုရင်နောက်ဆုံးဂိဝါမှာအိန္ဒိယဘုံမှာပဲပြန်ပြီးတော့ဒီခဲလေးတွေမြေလေးတွေကကြံရစ်ပြန်ရောတဲ့အထူးသဖြင့်သူ့အကြောင်းမှာကြံရစ်တာတွေများတယ်အဲ့တော့ဒီကိစ္စတွေကတည်တည်ချာချာစဉ်းကျင်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘုရားကိုကြည်ညိုတယ်ဆိုတာတရားဝယ်ကြည်ညိုတာ ဲ့တော့မြေကကောင်းလို့ဖျားဖြစ်တာလားတရားကျင့်လို့ဖျားဖြစ်တာလားလဲစဉ်းစားကြည့်ဖို့လိုသေးတာပေါ့မြတ်စွာဘုရားတရားဓုတရားမြတ်ရတဲ့နေရာဖြစ်လို့မြေကတကိုးတက်သွားတာမြေတကိုးတက်လို့ဖျားဖြစ်တာမဟုတ်ဘူးမြေချောင်းဖျားဖြစ်တာမဟုတ်ဘူးမြေချောင်းဖျားဖြစ်လို့ရှိရင်ခုချိန်သွားပြီးတော့အဲ့ဒီမြေပေါ်မှာကြိုးစားမယ်ဆိုရင်ဖျားဖြစ်မှာပေါ့ဆိုလိုတာက အကြောင်းတရားကသူ့ဟာသူတခုရှိတယ်ပေါ့ဆိုလိုတာစဉ်းစားဆင်ခြင်မှုဆိုတာအမှန်တမ်းအရေးကြီးတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဒါကြောင့်မလို့ဒီစကားဟာအမှန်တမ်းတတိထားလိုက်တဲ့စကားပေါ့တတ္ထာလူတာပတိရူပတာယအပရိခတာဝင်စေတီသရတရားတွေသိကောင်းတာကနေပြီးတော့စင်စင်တူတဲ့အပရိခတာဘာမှမစင်စားတော့ဘူးစွတ်ပြီးတော့ယုံနေဆိုတဲ့အစိုးတရားကဝင်စေတီလက်စားသွားနိုင်တယ် အဲ့ဒါလို့လှည့်စားခြင်းမခံရအောင်ကိုယ့်ကိုယ်ကိုအသိပညာရှိဖို့ဘယ်ဟာဟာအဓိကကြရလဲဆိုတာကိုသိရှိနားလည်ဖို့အတန်းမှအရေးကြီးပါတယ်။အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ကိုယ့်ဘာကိုယ်သာချက်ပြီးတော့ကြီးကြပြီးတော့ချက်ပြောလို့ရှိရင်သူများတွေလည်းထိခိုက်မှာစိုးရတယ်ပေါ့နော်။ကိုယ့်ဘာကိုယ်ပဲချက်ကြည့်ဘယ်ဟာကယုံလိုက်တယ်ဘယ်ဟာကမယုံနိုင်ဘူး အစဉ်စဉ်စဉ်းစားဉာဏ်မရှိဘဲနဲ့ယုံကြည်မှုရှေ့တန်းတင်ထားမယ်ဆိုလို့ရှိရင်တော့တရားကိုပညာမဆောင်ရင် blind faith ဖြစ်ပြီးတော့လမ်းမဖြောင့်ဘူးပညာကိုလည်းပဲတရားကပြန်ဆောင်ဖို့လိုအပ်တယ်တရားနဲ့ပညာနှစ်ခုထိမ့်ညှိပြီးတော့အလုံးလုံးမှအောင်မြင်ကြီးပွားနိုင်တယ်တရားသူတရားမြတ်အတွက်လမ်းကြောင်းပေါ်ရောက်တယ်ဆိုတဲ့အထက်ကရာဆရာကြီးတွေရဲ့ဆုံးမဩဝါဒမြတ်စွာဘုရားရဲ့ဆုံးမဩဝါဒအတိုင်း လိုက်နာခြင်းသုံးခြင်းသာလဲအမှန်ကန်ဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးအလှဲ့စားမခံရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း